MSP စိတ်ကဘလို့ဖြစ်သွားမှမသိဘူး performance ကိုရမ်းမျောလင်းထားတာလေဟိုအကရယ်ဆိုလို့ရှိရင်လေအဲ့ performance အကကို national costume ရဲ့အကကိုတကျလှုပ်ထားတာသူသူကိုနိုင်လေရတာကိုဟိုကလှုပ်ထားတဲ့ခါကျတော့ပြီးရင် KG တွေကျွန်တော်ဝေထားတဲ့ KG ထက်ပိုတယ်ပိုပြီးတော့မှတန်ပိုတွေခတွေပိုပြီးတော့မှပေးပြီးတော့ယူသွားတဲ့ဟာဆိုတော့ နှခါသုံးခါနာတာပခံစားရတာပေါ့နော်ပတ်စံလေးကုံသွားတယ်ဟိုဘက်မှာဒီဘက်မှာလေး performance ကလုံးမပြအောင်ဆိုတဲ့ခါကျတော့ရန်ခံစားရတာပေါ့စိတ်မကောင်းဖြစ်တာပေါ့အများကြီးစိတ်မကောင်းဖြစ်တာပေါ့ဘာလို့လဲဆိုတော့ဒါကတော့လေ miss understanding ဖြစ်တာပေါ့နော်ကျွန်တော်နဲ့ဒီ main organization ကြားမှာပေါ့ဆိုတော့သူကပထမတစ်ခါကတော့ video ပေးပို့ပေးပါလို့ပြောထားတယ်အဲ့ဒီကက national costume အပြည့်အစုံလို့မထင်လိုက်ဘူးကျွန်တော်က ထင်လိုက်တဲ့အခါရေပြီးရင် project တွေကတောက်လျှောက် non stop လုပ်ပေးနေတဲ့အခါကျတော့ကျွန်တော်ကိုနိုင်လေအဲ့ဒါကိုနားလိမှုလွေးသွားတယ်ပေါ့နော်ဆိုတော့တကယ်တမ်းကျတော့ဗီဒီယိုပဲရိုက်ပြီးတော့ပို့ပေးရမှာ final မှာဗီဒီယိုကလစ်ပဲပြမှာ national costume ကိုစင်ပေါ်မှာ performance မပါဘူးလို့ပြောထားပြီးသားလို့ပြောတယ်သူကတော့အဲ့နဲ့ကျွန်တော်အဲ့ဒီဟာကိုနားလိမှုလွေးပြီးတော့မှာသူတို့လည်းတခြားမမေးမိလိုက်တာပေါ့နော်ဆိုတော့ရောက်သွားတဲ့အခါမှာ costume ကမပါဘူးလေဆိုတော့တကယ် စိတ်ကဘယ်လိုဖြစ်သွားမယ်မသိဘူး performance ကိုရမ်းမျောလင်းထားတာလေဟိုအကရယ်ဆိုလို့ရှိရင်လေအဲ့ performance အကကို national costume ရဲ့အကကိုတကျလောက်ထားတာသူသူကိုနိုင်လေရတာကိုဟိုကလောက်ထားတဲ့ခါကျတော့ပြီးရင် kg တွေကျွန်တော်ဝေထားတဲ့ kg ထက်ပိုတယ်ပိုပြီးတော့မှတန်ပိုတွေခတွေပိုပြီးတော့မှပေးပြီးတော့ယူသွားတဲ့ဟာဆိုတော့နှခါသုံးခါနာတာပခံစားရတာပေါ့နော်ပတ်စံလေးကုံသွားတယ်ဟိုဘက်မှာဒီဘက်မှာလေ performance ကလုံးဝပြရအောင်ဆိုတဲ့ခါကျတော့ရန်ခံစားရတာပေါ့ဒါပေမဲ့လေ တတ်နိုင်ဘူးလေနော်ဆိုတော့ဖြစ်လာတဲ့အကြောင်းအရာကကိုကိုနိုင်ကိုကလို့ပေါ့မစိစက်လိုက်တဲ့အရာဖြစ်သွားတယ်ပေါ့လေဆိုတော့ဒါတော့မတတ်နိုင်တော့ဘူးပေါ့ဒါလေးကတော့ဒီလိုပဲရှိပါစေတော့ဆိုပြီးမှစိတ်မကောင်းဆောင်နေပဲကိုရီးယားတော့ဗီဒီယိုလေးနဲ့တက်ပုံလေးတော့ရောက်တော့တင်လိုက်ရတာပေါ့လားဆိုတော့ဒါတွေကတော့ဒီလောက်လောက်ထားနေဆိုရတဲ့လေးကိုအတိကတော့အားလုံးကိုသိစေချင်လို့ပါ50 60ဝန်းကျင်လောက်တော့ရှိနေတယ်အဲ့တော့ဒီကောဒီဇိုင်နာကတော်တော်စိတ်မကောင်းဘူးဒါပေါ့ဖြစ်တာပေါ့အကုန်လုံးသူတို့လည်း အာသူတို့လည်းအများကြီးစူးစမ်းပေးထားတယ်ပေါ့နော်ဒီအယုတ်ကလည်းဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ချစ်ဖို့ကောင်းတဲ့ဒလိရိုးရာတစ်ခုကိုမှ inspiration လုပ်ပြီးတော့မှဒီကိုတီကတန်းရလည်းပြိုင်ပွဲသွားပြိုင်မဲ့လူနဲ့ live ဖတ်တဲ့လူရဲ့ပုံစံနဲ့ live ဖတ်တဲ့ဒီ costume တွေပဲသူကခံပြီးတာဆိုတော့လေဆိုတော့သူတို့နေလည်းအများကြီးမျောလင့်ထားတယ်ဆိုတော့သူတို့ပြောရမှာအားမရှိဘူးကိုယ်အနေနဲ့အားမရှိရပါဘောနော်ကိုတီကရေဘယ်လိုလုပ်ရမလဲကျွန်တော်စကားစိတ်မကောင်းစရာပြောစရာလေးရှိတယ် ဘာလေးညီလေးဘာပြောမလဲဆိုတော့အကိုရဲ့ဒီလိုဒီလိုတော့ဖြစ်သွားပြီအဲ့လိုမျိုးပေါ့နော်ဆိုတော့သူတို့ကိုနိုင်လေလုံးဝအာအာရော့တော့တာပေါ့ပြောရတဲ့ခါမှလေဆိုတော့အခုကတော့အတွေ့အကြုံပေါ့နော် experience တစ်ခုရလာတယ်ပေါ့နော်ဆိုတော့ပြိုင်ပွဲကတော့အရှုံးနဲ့အနိုင်တစ်ခုပဲရှိရဲအဲ့တော့စတဲ့ကလည်းဒီနှစ်ခုလုံးကိုလက်ခံနိုင်လို့ဒီပြိုင်ပွဲကိုပြိုင်နေပေါ့နော်ဆိုတော့လူပဲလေဘာဖြစ်ပြောလူပဲလေပွဲမှာကိုက ဟို high placement ကိုမျောလင့်ထားရဆိုရင်တော့မဖြစ်လာတဲ့အရာလေးတွေကြုံလာတဲ့ခါမှာတော့သူလက်ခံစားရမှာပဲဝမ်းနေတာပဲကျွန်တော်ကိုယ်တိုင်လည်းပါဝင်ပေါ့နော်ဒါပေမဲ့ဟို ဝမ်းနေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဟာကြီးကိုအမြဲတမ်းယူသွားယူထားလို့မရဘူးဒါအတွေ့အကြုံတစ်ခုကိုယ့်ရဲ့သူ့ရဲ့ဒီ life မှာဒါဒီ milestone တစ်ခု तू ဘယ်လောက်လုပ်ခဲ့လဲဒီပြိုင်ပွဲမှာ तू ဘယ်လောက်အားထုတ်ခဲ့လဲ तू ဘယ်လောက်ကြိုးစားခဲ့လဲဘယ်လောက်ကြိုးစားပြီးတော့ရှင်ပြိုင်ခဲ့လဲဆိုတာအကုန်လုံးကမြင်ခဲ့ရတယ်ပေါ့နော်အထူးသဖြင့် advocacy project တွေပြောတဲ့အခါမှာလည်း तू များထက်မနှက်ရင် level end သွားနေရအာမြန်မာကစကားပြောတာကောင်းလိုက်တာဆိုရဲဟာမျိုးတွေပေါ့နော်အားလုံးလည်းမြင်ရတယ်ပေါ့နော်ဆိုတော့အာဒီကိုရဲ့မြန်မာ fan အစီအပြေမဟုတ်ဘူး ဒီ international fancy အစပေါ့နော်အာမြန်မာမိုင်းလိုက်တာစကားပြောတာတော်လိုက်တာ great speaker ပဲအဲ့လိုမျိုးတွေဖြစ်လာပြီပေါ့နော်ဆိုတော့အာ activity တွေတွားရဲခါမှာလဲတချို့ activity တွေဆိုလို့ရှိရင်ကျွန်တော်တို့ national writer တွေတွားလို့ရတဲ့ activity မျိုးဆိုရင်ကျွန်တော် live ဖြစ်တယ် live ဖြစ်လို့ရှိရင်လည်းမြန်မာထွက်လာတာနဲ့မြန်မာမြန်မာမြန်မာဘွားလိုတွေဖြစ်နေပေါ့နော်ဆိုတော့ဒါလည်းဝမ်းသာစရာပဲဒါပါလဲဆိုလို့ရှိရင်သူ့ရဲ့စူးစမ်းအားထုတ်မှုတွေကအရာထင်နေလို့ပြရတဲ့အရာပေါ့နော်ဟုတ်အာဖြစ်ခဲ့ပြီးတဲ့အရာတွေပေါ့နော်အဲ့ဒီအရာကကျွန်တော်တို့ကို အကောင်းဆုံးသင်ပေးတဲ့သင်ခန်းစာတွေပေါ့လေဆိုတော့အဲ့ဒီကအတွေ့အကြုံတွေကောင်းကောင်းတွေယူပြီးတော့မှကျွန်တော်တို့နောက်နှစ်မှာပြင်ဆင်ရမယ့်အရာတွေကိုကျွန်တော်တို့ထေချာပြင်ဆင်ပြီးတော့နောက်နှစ်ကျရင်လည်းဒီ2026တက်ကိုကျွန်တော်တို့ပွေစောစောလုပ်မယ်ပေါ့နော်အာစောစောလုပ်ပြီးတော့မှပို့ပြီးတော့မှကောင်းတွေ result ကိုကျွန်တော်တို့ရအောင်ကြိုးစားပါမယ်လို့ပြောစီပါတယ်အာဒီနေ့ကတော့ကျွန်တော်တို့ဒီ Man of the Year မြန်မာမှာ2025ပေါ့နော်ဆိုတော့ကျွန်တော်က pick up လုပ်ထားတော့ကြာပြီတလား၂လလောက်တော့ရှိပြီပေါ့နော်ဒါပေမဲ့ပွဲတော့ကနေကြမှာ ကျွန်တော်ကလည်းရန်ကုန်မှာမရှိတာရယ်ပြေးသွားကနေကြမှာပဲဒီ send off လေးလုပ်ပေးမယ်ပေါ့ဆိုပြီးတော့မှအဲ့လို client လေးနဲ့ဒီနေ့မှာ media တွေကိုဖိတ်ပြီးတော့မှကျွန်တော်တို့ဒီလိုဒီအချင်းရုံလေးလုပ်ပေးရတော့ဟုတ်မန်းသေးရကိုကျွန်တော်ကဒီ license ယူလိုက်တဲ့ခါမှာပေါ့နော်ဆိုတော့ဘသူ့ကိုရွေးရင်ကောင်းမလဲဆိုရကိုကဒီတင်နန်းလေးဖွင့်ထားတဲ့ခါကျတော့တင်နန်းသားထည့်ရမှာဟိုကျွန်တော်ပြန်ပြီးတော့မှ selection လုပ်ရတာပေါ့ဆိုတော့ဘသူကပြန်ဝေးသွားဖို့အတွက်အတင်းတော်ဆုံးလဲပြီးတော့ ready နေထားဘူးလို့မျိုးဖြစ်နေနိုင်လေဖြစ်နေနိုင်လေပေါ့နော်ဆိုတော့အဲ့ဒါတွေကြည့်တဲ့ခါမှာဒီအခြေအကျတော့ အာအဓိကတော့ဒီ pageantry ကို passionate ဖြစ်တယ်တစ်ချက်ပေါ့နော် passionate ဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ body buying ဆိုလို့ရှိရင်သူ့ train ဖို့အတွက်ဒီကြားထဲမှာပေါ့เนาะအချိန်မီလောက်တယ်ဆိုတော့အရာတစ်ခုရယ်ပြီးလို့ရှင်နောက်ထပ်ဒီ language point ဆိုလို့ရှင်လည်းသူအနေနဲ့ဟိုအထိုင်းအသင်းလေးရောက်ပေါ့เนาะ သူမှရှိပြီးသားဖြစ်တယ်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးအချက်လက်တွေကြည့်ပြီးတော့မှကျွန်တော်တို့ဒီ pick up လုပ်တာပေါ့ဒီလိုဘလိုတွေဖြစ်ထားလဲဆိုလို့ရှိရင်ပွဲမှာပါတဲ့ challenge time တစ်ခုချင်းစီကိုတော့သူအနေနဲ့သိစိတ်ပြင်ဆင်ထားတယ်ဥမာ talent နဲ့ပါတယ်ပြီးလို့ရှိရင် top modern challenge round နဲ့ပါတယ်ပြီးတော့ now ဒီ close to ကတော့ပွဲတဲ့ ပြိုင်ပွဲတိုင်းမှာပါတယ်ပေါ့နော်ဒါလေးတွေအဓိကထူးထူးမြတ် public speaking ဘိုင်းကိုလေသူဥသေးချာလုပ်ပေးထားတယ်ပေါ့မဆရာကျော်စရာနဲ့ trainer တွေပေါ့နော်အာဆိုတော့ဒီ president state presentation ကတော့ကျွန်တော်ကိုယ်တိုင် train ပေးရပါတယ်ဆိုတော့သူ့အနေနဲ့လည်းအကောင်းဆုံးလုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့လည်းအများကြီးပြင်ဆင်ထားပါလေလို့ပြောစမ်းပါမယ်။ကိုရီးယားပန့်ပိုးမှုကနေအခြေရဲ့စူးစမ်းမှုလေးလိုသေးရပေါ့နော်ဆိုတော့သူကိုနိုင်ကိုကတကယ့်ကို passionate ဖြစ်ပြီးတော့မှစူးစမ်းမှုအရန်လိုတယ်ပေါ့။ဆိုတော့နှစ်ဦးနှစ်ဖက်ကတော့ balance ဖြစ်ဖို့လိုတယ်ပေါ့နော်။ organization ကလည်း supporting လုပ်ပေးတယ်။ ဒီတိုင်မွေးဝင်ကလည်းအတိုင်းထက်လုံကြိုးစားရဲဆိုလို့ကျွန်တော်တို့ပို့ပြီးတော့မှနှုတ်ဦးနှစ်ဖက်ကြိုးရှိရပေါ့ပို့ကောင်းတာပေါ့ဟုတ်ကဲ့အာကျွန်တော်တို့ဒီ Man of the Year မြန်မာ2025အခြေခေါ်မိုးထက်ကြော်ပေါ့နော်ဆိုမနက်ဖြန်73ရက်နေ့ရနေကျွန်တော်တို့ရန်ကုန်ပြည်ပဆိုင်ရာလက်စိတ်ကနေထွက်ပြီးတော့ဒီတိုင်မွေးချင်းပါမယ့်နေရာပေါ့နော်ဘာလီအင်ဒိုနီးရှားနိုင်ငံဘာလီကိုပတ်ပြန်ရမှာဖြစ်ပါတယ်တိုင်မွေးရတော့14ရက်ကနေကျွန်တော်တို့24ရက်နေ့ထိတိုင်ရမှာဖြစ်ပါတယ်ဆိုတော့အားလုံးလေးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ် Me and my star bazaar.